။ဗာမဲကူမှာဖျားဖူးများဆိုတဲ့ထူးခြားတဲ့ဖျားဖူးတွေအကြောင်းကို တင်ဆက်ချင်ပါလေ။2006ခုနှစ်အေဘီလမဟာတကြံကာလဖြစ်ပါလေ။အတောင်ကူးတဲ့နှစ်ဦးကာလမှာကျွန်တော်ဟာဓမ္မမိတ်ဆွေ၁၀ဦးနဲ့အတူပုတ်ပားတောင်ခီးဖက်ခဲ့ပါလေ။တာမန်ခီးသွားခြင်းတော့မဟုတ်ကျွန်တော်တို့အဖွဲ့ဟာ အသက်ငယ်ဆုံးကကျွန်တော်ပါအဲ့ဒီအဖွဲ့မှာရန်ကုန်စီးပွားတက္ကသိုလ်ပင်မမဆရာဦးထွန်းမြင့်လည်းပါတယ်ဗျ ရန်ကုန်ဘွယ်နင်းသပင်မှာဓာတ်ပုံဆရာဦးမျိုးတက်တက္ကသိုလ်မျိုးတက်လည်းပါပါတယ်။ဒါအပြင်ပါရာကြီးတက္ကသိုလ်မှာဆရာတွေလည်းပါပါတယ်။ဓာတ်ပုံဆရာကိုရိုင်းပါနေလို့မတန်းနဲ့ဓာတ်ပုံပေါင်းများစွာရိုက်ကူးနိုင်ခဲ့တဲ့ခီးပါ။အဲ့ဒီတုန်းကတကြံကာလဖြစ်လို့ကျွန်တော်တို့တဲခွေရပုတ်ပားမှာရှိတဲ့အောင်မင်းကောင်ဂျုံတိုင်းမှာအာဂန်ဒုဖုံးကြီးတွေနဲ့ပြည့်နှက်နေပါတယ်။ညမအများနဲ့မတူထူးခြားစွာနဲ့ကျွန်တော်တို့ တန်ကာဆရပါအားနေညမပြတ်ဇရဏအလုတ်ကိုစူးစမ်းအားထုတ်ကြပါလေ။တကြံတွင်ဖုန်ကြီးဝင်းမှာတော့တန်အောင်ဝတ်ကြမယ်ဟိ။သပင်ဆုံးဂရုံးဖြုံအဖက်တင်တို့ကအလကားပဲလို့ဆရာထုံးမြင့်စကားတိုင်းကျွန်တော်တို့အားလုံးလည်းခုလိုတက်ညီလက်ညီဇရဏအလုတ်စူးစမ်းအားထုတ်နေခြင်းပေါ့။အဲ့ဒီကာလပုပ်ပားနေမြန်မာရှိတဲ့ဘာမဲကူမထူးခြားတဲ့ဖုန်တော်ကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ရပါလေ။အဲ့ဒီဆရာတော်ရဲ့ဘွဲအမိကရှင်ရီဝဒါတဲ့ အသက်60ပြင်ပြင်သေးသေးလေးပြအသားလဲမဲညီပြီးမျက်လုံးတစ်ဖက်မှာကြောင်မျက်လုံးတက်ထားပါလေခြုံပြောရရင်ကြီးညိုပွဲအစင်းကမရှိအဲ့ဒါတာမန်ဖုံးကြီးမဟုတ်ဘူးသိတိပေါက်နေတာပြီးခဲ့တဲ့နှစ်ခရေကဆရာတို့ကြုံခဲ့ရပြီးပြီးကိစ္စပြီးဖို့နည်းနည်းပဲကြံတော့တယ်တဲ့အဲ့ဒါကတော့သစ္စာတရားကြီးမှပြီးပါရမီရင့်တဲ့တပည့်တယောက်လိုနေတယ်လို့ဆိုပါတယ် အတွင်းအစုတ်တာသာလင်းတကယ်အနှစ်သာရဖြစ်လို့အပြင်ပန်းရုပ်ရည်ကိုကြည့်ပြီးအကောင်းဆုံးမတတ်မှတ်နိုင်ဘူးလို့ဆရာသမားတွေဆုံးမခဲ့တာကိုလည်းကျွန်တော်ပြန်ကြားရလောင်းမိပါတယ်။ရှင်ဝဒဘွဲ့အမိရပါမယ်။ယွာနီးချုပ်ဆက်ဒေတာခန်တွေကတော့အဲ့ဒီဆရာတော်ကိုဘာမဲ့ကိုဆရာတော်သို့မဟုတ်သစ်စိန်ပင်ဆရာတော်လို့အခေါ်များပါတယ်။ဒီလိုခေါ်ခြင်းကလည်းအကြောင်းရှိတယ်ဗျာဆရာတော်ဟာပုပ်ပါတောင်မကြီးမှာလေးမိုင်ခန့်ကွာတောင်းနေတဲ့နေရာမှာရှိတဲ့ဘာမဲကူမှာ တဘာဒီကြင်ကြံအာထုတ်နေပေမဲ့လည်းအဲ့ဒီအနေနာမှာသစ္စေပင်ကြီးတစ်ပင်လည်းရှိပါလေအဲ့ဒါတွေကိုအမှတ်တညာပြုပြီးဆရာတော်ကိုအဲ့ဒီလိုနာမည်တွင်တာပါဆရာတော်ဟာသူ့ဆံမြန်းတဲ့တောတွင်းရှိဝါချောင်းကလေးမှာပုပ်ပါတောင်မကြီးကို နေစဉ်ဆွန့်ခံကြွားလိုက်ရှိတယ်ဗျကျွန်တော်သတိထားမိတော့ဗောဗျာဒီခီးကိုတွတ်တွတ်လက်လက်မြင်ဆန်ဆန်တွားနေပေမဲ့ဆရာတော်ဟာမောပန်းဟန်လုံးဝမရှိပါဘူးဒါအပြင်အကြမ်းမြင်ဆန်ဆန်စကားတွေကိုပုံမှန်စကားပြောရင်ထက်ထက်ပြောသွားတတ်ပါလေ ဆရာတော်မိတင်းနေတန်ရာဘာမဲ့ကိုဟာတစ်ချိန်တစ်ခါကဘာမဲ့ဆရာတော်ဘုရားကြီးတရားကျင့်ကြံအားထုတ်သွားရလှမ်းကူပါဂူမာအကျယ်၈ပေအမြင့်၆ပေလူ၅ယောက်ထိုင်ဆက်ယုံတာရှိပါလေထူးခြားချက်ကဂူထဲဝင်တာနဲ့အေးစိတ်နဲ့အရသာတမျိုးသိတာစွာခံစားရတာပါအဲ့ဒီဂူနီးမှရှိတဲ့သစ္စိန်ပင်ကြီးဟာမြင်မာလာတဲ့အေရာမသစ္စိန်ပင်ကြီးဖြစ်ပြီးရုပ်ကဆိုးရှိတဲ့နဲ့ကြီးတယ်မြေကျန်းတယ်လို့လည်းနာမည်ကြီးတဲ့ တော်တွင်ဖြစ်လို့လူသွားလူလာလည်းမရှိရွာနယ်လည်းအလံဝေလို့ဆရာတော်တပါးတဲ့သရဏအလုပ်ကို ကောင်းစွာကျင့်ကြံအားထုတ်ပေါမျောနိုင်ခြင်းဖြစ်မယ်လို့ယူဆမိပါတယ်။ဒါအပြင်တောထဲမှာတပါးဒီမကြောက်မရွံ့နေထိုင်ရဲခြင်းဟာကျွန်တော်များစွာချီးကျူးအားကြောင့်မိပါလေ။ဒီဆရာတော်ရဲ့သီလသမာဓိဘာဝနာအဆင့်ကိုခံမှန်းမိနိုင်ပါတယ်။အဲ့ဒီသိမ့်ပင်နဲ့မလန့်မကန့်မှာဇီဒီငယ်လေးတစုကိုရင်ပြင်းတဲ့တကွာတွေ့ရတယ်ဗျာ။ အဲ့ဒီဇေဒီသစ္စိန်ပင်ဘာမဲ့ကိုတို့ပုပ်ပါတောင်ကလကကြီးထင်းရှားရှားမြင်တွေ့နိုင်ပါတယ်အဲ့ဒီဇေဒီရှင်မှာကြောက်ကြီးတဲ့ဖွယ်ဖြစ်သွားပါလိမ့်အဲ့ဒီဆရာတော်ထံကိုကျွန်တော်တို့အံဂန္ဓုဖုံးကြီးစတဲ့ပါအားဆေးမြာဆရာတော်ကတိုက်ကြွေးပါလိမ့်ဆရာဦးထွန်းမင်းပြောတယ်လို့ဒိုးတွေထိုက်လို့စားရတော့တတ်မှတ်ရပါလိမ့်မယ်ဒါကသဲကြီးပေါင်းစေးတော်ကြီးတဲ့တထောင်တော့မပြည့်ဒါပေမဲ့သဲကြီးပေါင်း၃၀၀ကျော်တယ်ဂမုံကတော့တထောင်ပါလေတဲ့ ပုတ်ကွာကငမိုးပေါ့တယ်မဟုတ်လားပြီးတော့ဓာတ်ပြတဲ့အထက်စီးတော်တွေအင်းစမတွေနဲ့ပေါင်းဆက်ထားတဲ့ဆိုပါတယ်ဒီစီးတော်ကိုတဲ့ကိုတော်တို့တယောက်တစ်စွန်းစီသုံးဆောင်နဲ့ထိုက်လို့စားရတယ်မှတ်တယ်လူတိုင်းကိုမကြွေးဘူးတဲ့နှစ်ပေါင်းများစွာ ရှောက်ခွေဖော်ဆက်ထားတာတဲ့ဘယ်လိုအကျိုးတတိရှိတယ်ဆိုတော့အထူးတလဲမပြောတော့ဘူးလို့ဆရာတော်ကဆိုလို့ကျွန်တော်တို့လည်းရေငတ်တုံးရေတွင်းနဲ့ကြာတယ်လို့လူလူလလစားတော့ပါတယ် ဆရာတော်စီကလည်းခက်ခဲနေတဲ့ဝိဇာတရာပညာရက်ခန်းတွေကိုရင်သက်ရှုမောပွဲနားထောင်ရပါတယ်စိတ်ကူးရင်မဟုတ်စာအုပ်ထဲကမဟုတ်ဆရာတော်ရဲ့လက်တွေ့အတွေ့အကြုံတွေဖြစ်လို့နားထောင်ရသူတွေအတွက်ဘုဒ္ဓအများကြီးရပါတယ်ညနေ3:00နာရီထိုးပြီးပြန်ဖို့ပြင်တဲ့အခါမှာကျွန်တော်ဟာဆုံးဖြတ်ချက်တစ်ခုပြီးပြင်းချပြီးအားလုံးရှိရေးဝန်ပြောချလိုက်ပါတယ်တပိတော့တညဒီညဒီမှာပဲတညချင်းကျင်ပါလေဖေဟာမနေ့ကျန်မှာပြန်ခဲ့ပါမယ်တဲ့ ဆရာဦးထွန်းမြင့်ကိုဥတီခွင့်ပန်လိုက်တော့အားလုံးကအံ့အားတင်သွားပါလိမ့်ကျွန်တော်ရဲ့စိတ်ဓာတ်အကျဉ်းစရိုက်နဲ့ဝါသနာကိုတီးပြီးဖြစ်တော့ဘယ်သူမှတော့မတားပါဘူးဆရာဦးထွန်းမြင့်ကတော့ကိုတော်နေချင်းတပဆိုနေခဲ့ပေါ့ပညာစည်းပူးဝင်ရတာပေါ့ဒါပေမဲ့စဉ်းစားတော့ဒီလိုတော်ကြီးမှောင်ကြီးညံမဲမှာညာကြမှာကြောက်တယ်ဆိုပြီးပြန်ပြေးလို့မရဘူးလို့တတိပေးပါလိမ့်ဒီလိုနဲ့ ဆရာဦးထွန်းမြင့်ဦးဆောင်တဲ့တန်ခါးတွေထွက်သွားတော့ဘာမဲ့ကူမှာကျွန်တော်နဲ့သစိမ့်ပြင်ဆရာတော်နှစ်ပါးသာကြံပါတယ်ရင်းနှီးဦးတင်နေတဲ့ကျွန်တော်ကိုဆရာတော်ကကိုတော်ကလောကမှာဆရာတစု ဖြစ်ချင်တဲ့သူပဲခက်တာကမိမအဖြစ်များအနေနဲ့မြားမှာပေါ့အခွင့်တွေတွင်းထားတာကိုပြရမော်လဲတွင်းထားသေးတယ်อืมဒီညတော့ငါကိုရောကိုအင်းနှစ်ကွက်တင်ပေးမယ်လောကမှာဆရာတစုဖြစ်မဲ့အင်းပေါ့ 49ရဲ့ဒိတ်ထောင်ပြီးကျင့်ရမှာလို့ဆိုပါလေအရင်ညမှာပဲအလွန်တန်ဖိုးရှိတဲ့အေးနှစ်ကွက်ကျွန်တော်ကိုတင်ပေးပါတော့တယ်ဒါပေမဲ့အဲ့ဒီတုန်းကဆရာတော်ရဲ့အတန်နဲ့ရုပ်ရည်ဟာထူးထူးခြားခြားပြောင်းလဲသွားတာသတိထားမိပါတယ်ကျွန်တော်သိခဲ့တဲ့ဆရာတော်မဟုတ်လို့ပါပဲတင်ပေးရမှာလဲဆော့ဆော့အားလို့စိတ်ရှည်နူးညံ့ခြင်းမရှိတော့တို့လချောင်းကန်ပြီးအမားမခံခက်ကြမ်းကြမ်းပြောဆိုရိုက်နှက်တင်ပြီးတော့ကျွန်တော်လည်းအလွန်အံ့ဩအားငယ်ထိတ်လန့်ဖြစ်ပြခြင်းစိတ်ပေါ်ပေါက်ခဲ့ပါတယ်ဆရာတယောက်က ကျောင်းသားလေးတယောက်ကိုမယမချင်းစာတင်ပေးနေတဲ့ပုံမျိုးဖြစ်နေပါလေ။ညစင်နိုင်မှာသစ်စင်မင်းဆရာတော်ဟာသူ့ရဲ့ဝါးကုတ်ပြစ်လေးပေါ်မှာကျိမ့်ပြီးကျွန်တော်ကတကားပေါက်အနေမှာဖြစ်တယ်လို့ကျင်းရပါလေ။ကျောင်းကကျင်းလွန်းနေဗျ။ကျွန်တော်ရဲ့ခြေနှချောင်းမှာအပြင်းမာမာထုတ်ထားရတယ်။ဒါကြောင့်လေရတဲ့မအေးဘူးလေ။စိတ်ကအမျိုးမျိုးပဲဖះဖះငါခြေတော်ကိုလက်အေးကြီးနဲ့လာဆွဲရင်ဒီလိုတွေးနေရင်ရဲရဲလေးမအေးရဲ။ဘာလာဆွဲမလဲလဲမသိဘူး။ ဖြစ်နိုင်ခြေကအများကြီးလေစောင်းချမ်းလေးကိုခေါင်းမိချုံဖះစားတွတ်တွတ်ရွတ်ပါလေအဲ့ဒီချိန်ညအောင်တူမှာကြောက်စိတ်ကလွှမ်းမိုးလာပါလေဒီကောင်ရဲ့မြောက်တယောက်မှာတော့တဘုံဘုံနှင်းလာတဲ့ခြေတန်ကြီးစတင်ကြပါလေလူတယောက်ခြေတန်နဲ့မတူဘူးဗျခပ်ပြင်းပြင်းလေးလေးခြေတန်ကြီးကလည်းမြေတောင်တုံကနေတုံကနေဖြစ်သွားတယ်ထင်ရပါလေတကယ်ကိုလေးတစ်ခုကရွှေ့နေတဲ့အတန်ကြီးလို့ဖြစ်ရပါတယ်စင်နေတဲ့ထောင်မှာကျဲပါတယ် ျွန်တော်လည်းကြက်သိမ်းတစ်ဖြည်းဖြည်းထားပြီးခေါင်းနှံကြည့်ပါလေဆရာတော်အာဂုတကြီးစောင်းနေကြည့်တော့တွတ်တွတ်တော်မလုပ်ဘူးဆရာတော်ကဟောက်တော်ဟောက်နှိုးလည်းမနှိုးရဲဘူးလေဗျာတဘုံဘုံနဲ့ခြေတန်လေးကြီးဟာကြောင်းကိုပတ်ရှောင်နေတယ်ဗျာဒီခြေတော်ကြီးငါနေဝိုင်းဒုက္ခပဲထားလည်းမကြည့်ရဲဘူးရွာကလူတွေပြောကြတဲ့အရက်ကိုးပေကြတဲ့လူနေကြီးများလားဒီလူနီကြီးဟာဆရာတော်ကိုစောင့်ရှောက်ကြောင်းရွာကန်တွေကပြောပူပါတယ်။ဒါကြောင့်ကျွန်တော်တို့သိထားပါတယ် ခုတော့ကျွန်တော်ကိုယ်တိုင်ကြုံနေရပြီကြုံနေရပြီဆိုပေမဲ့လုံးဝမကြည့်ရဲဘူးလေခြေတန်ကြီးသာကြားနေရတယ်အဲ့ဒီအာဘာရီယာရှိအောင်နေတဲ့ခြေကြီးရတယ်တနားခန့်ကျမှပျောက်သွားတယ်ဗျကျွန်တော်လည်းဒီကိုယ်လုံးချွေးတွေနစ်နေရပဲတောဖြစ်လို့တောတောင်ငယ်တွေအတန်ကိုလည်းကြားနေရတယ်မိုးမြင့်မြန်လင်းပါစေလို့သာဆုတောင်းနေရတယ်အဲ့လိုကမပြောညနေနာရီလောက်မှတမျိုးကြားပြန်ရောဗျအတန်တွေကမြွေပြိုတွေအုပ်စုလိုက်ပြောနေတဲ့အတန်တွေ အတန်းကခိုးဝဲတနေရာကပြန်လာပြီမဲ့တဖြည်းဖြည်းနီးလာတော့သိရတယ်ဗျဒီတခါတော့ကျွန်တော်လူနီကြီးတော့ကြောက်စိတ်မရှိတော့ဘူးလေဖြစ်လို့ရဖြစ်သဘောထားပြီးခေါင်းထောင်ကြည့်ပြီးတော့တောင်ကြားလမ်းတိုင်းမီးတို့တွေကင်ပြီးရှောက်လာတဲ့မိမပြိုတတိုက်ကိုအန်အော်ဂျီတွေ့ရပါလိမ့်ဟဲ့ဒီချင်းကြီးဘယ်ကမင်းကလေးတွေလဲအုပ်စုဖွဲ့လာနေတယ်ဘယ်ရွာကလဲရွာခဏလေးလဲဟုတ်မှမတူဘူးဗျဘာလို့လဲဆိုတော့အဖြူရောင်ဝတ်စားတွေဝတ်ဆင်ထားတယ်လှတယ်လှတယ် ရွာသူတွေလိုပုံမျိုးနဲ့မဟုတ်ဘူးအားလုံးကအသက်အစိတ်30ဝန်းကျင်လေးတွေပဲနန်းဆန်ပြီးအင်္ဂလိပ်ရှိတယ်ခုခေတ်လူတွေနဲ့မတူဘူးဗျသူတို့ပြောတဲ့စကားတွေကိုလည်းကျွန်တော်နားမလည်ဘူးမြန်မာလူပြောတာလည်းဟုတ်ခံမလို့ဘူးအဲ့ဒီအုပ်စုကတော့စကားတပြေပြေနဲ့ရီမောမောလျှောက်သွားတယ်ကျွန်တော်ကတော့အန်အောလုံးလို့ငုတ်တုတ်ထားထားပြီးပါဇက်အဟောင်းသားနဲ့ငေးကြည့်နေပြီတယ်ဒါမှခုနကလိုကြောက်စိတ်တော့မရှိဘူးလေး မိမျိုးပြအုပ်စုမိတုပ်ကိုစင်းနဲ့တက်လာတော့ကျွန်တော်တို့ကြောင်းနဲ့15ပြလောက်ကအဖြက်လျှောက်သွားတာဗျသူတို့ဦးတည်တဲ့နေရာကဂမှုထိတ်မှရှိတဲ့ဘာမဲ့လိုင်းကိုဆိုတာသိလိုက်ရတယ်မိန်ကလေးအားလုံးကိုကျွန်တော်တေချာကြည့်တော့ချိန်တစ်ပိုင်းပန်းရောင်ပိုစီဝတ်ထားတယ်အသက်ကလည်း25နဲ့ဝန်းကျင်ကြီးပဲဘာမဲ့ကူနေစီဒီမှာအဲ့ဒီအုပ်စုကဝိဖြွေရှ िख ိုးနေတာလည်းအတိုင်းသားတွေ့ရတယ်အဲ့ဒီနောက်မှာတဒူဒူနဲ့မောင်းနေထိုးကြကျေးစီတွေထိုးကြတယ် ကျွန်တော်ကတော့ပါဇက်အဟောင်းသားနဲ့အကြောင်းကတော့ဗျာဒီစီဒီနဲ့ဒီတွိုင်းမှာဘာမောင်းမှဘာကြေးစီမှမရှိတာကျွန်တော်လည်းကောင်းကောင်းသိတယ်လေအဲ့မှာဆရာတော်ကတင်းတဲအတန်နေနဲ့လှုပ်နှူးတာတွေ့တယ်ကျွန်တော်လည်းရေငယ်တော့ရေတွင်းနဲ့ကြပြောချင်နေတာ哦အရှင်ဗျာထားကြည့်ပါဦးဗျာဟိုမှာဖျားဖို့လေအများကြီးပဲညာကြီးချိန်တော့ဘယ်ရောက်လာမှမသိဘူးဗျာဆရာတော်ကကျွန်တော်ကြည်နေခေါင်းလေးရမ်းပြီးခတ်တာပဲသူတို့ကသူတို့ဖျားဖို့လာကြတာလေဘာဖြစ်လို့လဲ ျွန်တော်လည်းဘာပြောရမှန်းမသိတော့ဘူးသူတို့ကဘာလို့လဲဖေဟာမဆက်စုဇန်တဲ့ကိုတော့သူ့အကြောင်းနဲ့သူကိုအကြောင်းနဲ့ကိုပဲမှန်ဒီလိုပဲပြောပါလေဒါနဲ့ကျွန်တော်လည်းမဆက်စုရတော့ပါဘူးဆရာတော်ကတစ်ဖက်ပြန်လှည့်ပြီးကျင်းသွားပါတော့တယ်မင်းပြိုတိုင်ဟာ15မိနစ်လောက်ဖျားဖို့ပြုတ်ပြီးလာတော့ကတော့ပဲကြွတ်ကြွညံစကားလေးပြောရင်ပြန်ချတော့ပါလေကျွန်တော်ကတော့ရှိလီဒီလိုတော့မထင်ပါဘူးမြင်ကွေးမှအပြောက်တဲ့အထိကျွန်တော်ကတော့ငေးမောကြံနေတာပေါ့ လူသားစင်စင်မဟုတ်နိုင်ဆိုတဲ့မေယာခေါင်းစင်နဲ့သာတက်နိုင်ပါလေဗေဒီဖြစ်နေရပါလေဒီဖြစ်ကိုဘာမဲ့ကူမှာဖျားဘူးများဆိုပြီးတော့တင်ဆက်ပေးလိုက်ရပါလေနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ